ကျွန်ုပ်ဒီစီဂျိုယောဂာနဲ့ဆက်နွယ်သောနှစ်စဉ်ကျန်းမာရေးအကြောင်းကိုပြောပါမည်။ကောင်းပါပြီ။စီဂျိုယောဂာရှိပြီး၁၂တို့မဟုတ်၁၅နှစ်ရှိသောလူနာများသည့်ဖြစ်စေစစ်စစ်မှု၏အရေးပါမှုကိုမသိကြပါ။ဟဘာတက်တီ၃လတစ်ချိန်စစ်ဆေးရမည့်အရေးကြီးသောစံတမှုတစ်ခုဖြစ်သည်။မြေဆက်ဆက်သောအနေရများအကြောင်းမျက်စိစစ်ဆေးခြင်းနှစ်စဉ်တစ်ချိန်မျက်စိကိုမျက်နှာစစ်ဆေးခြင်းတို့စစ်ဆေးရပါမည်။ EB မှာအလွန်အရေးကြီးသည့်အကြောင်းမှာစီဂျိုယောဂရှိသော လူနာများတွင်မျက်စိအမြင်ဆုံးရှုံးမှု၏အဓိကအကြောင်းရင်းဖြစ်သည်ဒုတိယအချက်မှာသင်ရဲ့နှလုံးစစ်ဆေးခြင်းဖြစ်သည် Egg Echo နှင့် Treadmill ဆန်းသတ်မှုများကိုနှစ်စဉ်တစ်ကြိမ်လုပ်ရမည်ဖြစ်ပြီး Whip Profile နှင့်အတူစစ်ဆေးရမည်ဖြစ်သည်ကြောက်ကက်ယောဂကိုကာကွယ်ရန်နှစ်စဉ်တစ်ကြိမ်သင်ရဲ့ကြောက်ကက်ကိုစစ်ဆေးရမည်ဖြစ်သည် ID တွင်သင်ရဲ့ Area Grief 9နှင့် C Microbiome ဆန်းသတ်မှုများအထူးသဖြင့် One by Ultrasound စစ်ဆေးမှုပါဝင်သည် တင်းကြောက်ကပြဿနာတွင်အပြောင်းလဲများကိုတွေ့ရှိပါကဥပမာစီမိုက်ခရိုဂရမ်မြင့်တက်ခြင်းကဲ့သို့ဤအဆင့်တွင်ပင်ကုသနိုင်ပြီးတင်းကြောက်ကအခြေအနေကိုထိန်းချုပ်နိုင်သည့်ကြောက်ကယောဂဖြစ်ခြင်းမှာကာကွယ်နိုင်သည်နောက်ဆုံးအချက်မဟုတ်တော့လဲအရေးကြီးသောအချက်မှာတင်းရဲ့ခြေထောက်များကိုဂရုစိုက်ရမည်ဖြစ်သည်ခြေထောက်စစ်ဆေးမှုတွင်တင်းခြေထောက်သို့သွေးလည်ပတ်မှုနှင့်အာယုံကြောလည်ပတ်မှုတို့ပါဝင်သည် ထို့ကြောင့်တင့်စည်းကြိုယောဂအခြေအနေကိုမှန်ကန်စွာဂရုစိုက်ခြင်းသည်အလွန်အရေးကြီးပြီးစစ်ဆေးမှုများကိုလည်းအပြည့်အဝပြုလုပ်ခြင်းဖြင့်ပြည်ထနာများကိုကာကွယ်နိုင်ပါသည်